批多少了？碰见的嘛？对 <noise> 啊，阿爹来不能碰见的嘛？怎么？哎，我说说说说的问钱多少了呀？怎么？俺说说侬怎么应该也嘛？了陪人的三西，哎，二陪人嘛？怎么？哎，呀，我跟啥来的，是阿彪你来整嘛？怎么？哎，你嘛？怎么都没来调查白西了？ 那 a 气的靠你呀！啊，那说抨你的骂的，说说说是真的。一年五五你差多啊，怎么都没得钓了被收了，怎么辛苦了？年年年年年，这里不生产哩，差的嘛，怎么一年五你千了？一年你千了嘞，怎么多？怎么都没得赔嘛？现在一样的，你不要怎么来免了哟？直接免出来哪个表？怎么表把把把跟啥西路来，不红边都没了的，不红边把跟啥西路来了，表着。 ။ဘာကိစ္စမှမရှိပါဘူးတဲ့။အဲ့ဒါဆိုရင်ပုံပုံပြပါပြလို့ဒီလိုအိမ်ထဲကိုတို့ကျမတို့အိမ်ထဲကိုဝင်သွားတာလုံးလို့အဲ့လိုမျိုးမေးတော့အလူခံကျင်တာနဲ့ကျမကျွန်တော်ပုံပုံအားတဲ့ချိန်တုံအားတဲ့ချိန်တုံကိုပြန်ကျင်လို့အလူခံတာပါတဲ့။လမ်းစရိတ်မရှိလို့အလူခံတာ။အဲ့ဒါဆိုလေပုံပုံတို့အိမ်ရှိမှာပဲ ဟိုရက်နေပေါ့နော်အိမ်ရှိမှာပဲအလူခံတင်တယ်လို့အိမ်ထဲကြီးကျမသမီးလေးရှိတဲ့နားဒီကိုမမဝင်သွားတင်ဘူးလို့ကလေးပဲတယောက်ပဲရှိတာလို့မဝင်သွားတင်ဘူးလို့အိမ်ရှိမှာပဲရက်ပြီးမှအလူခံတယ်ဆိုတာလေးကိုပြောပြတင်တယ်လို့အဲ့လိုမျိုးလေးပြောလိုက်ရောအဲ့ဒါနဲ့ကျမတွေနေပြောအဲ့လိုပြောလိုက်ရောဘာမှပြန်မပြောဘူးမျက်နှာရက်ထန်ထန်မှမှနဲ့နော် မျက်နှာထက်နှမမာနဲ့အဲ့ဒါနဲ့ကျမလေးနေပြောပမုံတော့အဲ့လိုအိမ်ထဲဝင်လာတော့ကျမမကြိုက်ဘူးလို့ကျမနော်တခါပဲပြောတာပါနော်ပမုံအိမ်ထဲဝင်လာတော့လို့တပိတော့မှမကြိုက်ဘူးလို့ပမုံအလူခံကျင်နေဆိုလဲလို့အပြင်မှာပဲအိမ်ရှိလေးမှာပဲမတ်တက်ရပါပေါ့နော်ကျမအိမ်ရှိ ကျွန်တော်ကျမအိမ်ရှိလေးမှာပဲမတက်ရက်ပါဘောနော်မတက်ရက်ပြီးမှအလူခံပါတယ်ဆိုပြီးပြောပါပြောရမှာပေါ့နော်အဲ့ရသမီးလေးကတိောက်တည်းရှိရကျမသမီးလေးပြီးတော့ထီတော်သူကရောက်သွားပြီဖုံဖုံကအဲ့ဒီဖုံကြီးကကျမသမီးလေးထီတော်ရောက်သွားပြီအခု70နာရီတောင်ဝဲတော့မယ်ဒီချိန်မှာအလူထွက်ခံနေတယ်ဆိုမှတော့ကျမတို့ကတော့သဘောပေါက်တယ်ဒါပေမဲ့စကားတွေရှင်းရှင်းမင်းမင်းမပြောချင်လို့ကျမသူ့ကိုတထောင်အလူငွေပေါ့နော်တထောင်ထုတ်ပေးလိုက်တာတထောင်ထုတ်ပေးလိုက်တာကိုကျမလက်ထဲကနေဒီလိုဇိုးဇိုးဆက်ဆက်စွဲယူသွားတာ တော့တထောင်ကိုဒီလိုမျက်နှာကြောတင်းတင်းနဲ့ဇိုးဇိုးဆက်ဆက်ဆွဲယူတော့ပြောဖုန်ကြီးအမှန်တကယ်ဆိုရင်ဩဘာလိဘာဖြစ်ပါစေဘာဖြစ်ပါစေပြောဆုတောင်းပေးမှာအလူပေးအလူခံလိုက်ကျမတို့လည်းကျမတို့ဟောပေါ့တထောင်ဆိုတာတထောင်ပဲကျမလည်းပေးလိုက်တာတထောင်ပဲတထောင်ဆိုတာကလည်းကိုရဲ့တဒါတဒါရှိသလောက်ပေါ့နော်တထောင်ပေးလိုက်တာအဲ့ဒီပတ်စံကို तू ကကျမအိမ်ရှိအမိုက်တောင်းမှာသွားပြီးမှအကုန်လုံးဖြဲလိုက်တာအမိုက်တောင်းထဲကိုပြစ်လိုက်တယ်ဒီဖုန်ကြီးကအလားဖုန်ကြီးအစ်စ်လားအတူလားခွဲခြားပေးလိုက်တော့ အဟောဆရာကြီးအိမ်ထဲမှာသမီးတယောက်တည်းရှိရဆိုင်ပိတ်ထားတာကျမအိမ်ကဆိုင်ပိတ်ထားတာဆိုတော့ကျမသမီးလေးတယောက်ပဲရှိရအောက်ထပ်မှာဒီအောက်ထပ်မှာဆိုင်ကပိတ်ထားတယ်ဒီမှာကြည့်ဆိုင်ကသူကပစ္စည်းတွေအကုန်လုံးအောက်ထားဆိုင်ပိတ်ထားတာဆိုင်ပိတ်ထားတာဆိုတော့ကျမသမီးလေးတယောက်ပဲရှိရအောက်ထပ်မှာအဝတ်ကလေးခောက်နေတာအဝဲခောက်နေတာဆိုတော့သူကအဲ့လိုမျိုးဝင်လာတယ်အိမ်ရှိမှလည်းကျမကားထိုးထားတယ်ကားထိုးထားတော့အဲ့ကားပေးသားမှဖြစ်သွားတာသူကကျိုင်းတုံကလာတယ်တဲ့ကျိုင်းတုံကိုပြန်ကျင်လို့လေကျမလို့ပြောမယ် ျမဒီကျမမျိုးသားဒီချင်းတုံသားကျမတို့ဒီတာချီလိုက်မှာနေတယ်မန္တလေးမှာလည်းနေတယ်ကျမအိမ်ဒီတာချီလိုက်မှာလည်းရှိတယ်ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိုက်မှာလည်းရှိတယ်ချင်းတုံမှာလည်းရှိတယ်မန္တလေးမှာလည်းရှိတယ်ကျမပြောပြချင်တာကကျမတို့ရှမ်းပြည်နယ်အရှေ့ပိုင်းဒီရှမ်းလူမျိုးတွေဒီအလူအဒါမှာအရန်ရက်ရောတယ်အလူဒါအရန်ရက်ရောတယ်တကယ်တော့ဒီဖုန်းကြီးဒီအမှန်တကယ်ချင်းတုံကဆိုရင် သူဒီလမ်းစရိတ်မရှိဘူးဆိုကျိုင်းတုံကသူခင်ယာမင်ယာကိုလမ်းဖုံးဆက်လိုက်ရင်တော့မှလုံးဝချက်ချင်းငွေလွဲလာပြီးတော့မှသူပြန်နဲ့ပြန်နဲ့လမ်းစရိတ်ကိုချက်ချင်းပေးမှကျမတို့အသိတယ်ကျမတို့ချမ်းပီနယ်ကလူတွေဒီလူတာဆင်းရဲရင်ဆင်းရဲမယ်ချမ်းပီနယ်ကအလူတားမှာဆိုတအားရက်ရောတော့ရှမ်းလူမျိုးတွေမှာရောင်းတာဟင်းဒီဟင်းရွက်ကလေးပဲရောင်းတယ်ဖုံးကြီးเจ้าမှာလူပဲဆိုရင်လေ ဟောอยู่လောက်အောင်လူတာအလူသားမှာအရန်ရဲ့ရောတဲ့ကျမတို့ရှမ်းပြည်နယ်ကအဲ့ဒါကြောင့်ဒီဖုန်းကြီးကတကယ်တာကျိုင်းတုံကဆိုရင်သူ့ဒါပြန်စရာလမ်းစိတ်မရှိဘူးဖုန်းလေးတစ်ချက်ဆက်လိုက်ရင်ကျိုင်းတုံကဘဒူမဆိုသူ့ကိုအလူဝင်ကချက်ချင်းလွှဲပေးမှာ သူကလေယူတဲ့ပုံစံကိုလူမိုက်ဒီဇိုင်းလူမိုက်ဒီဇိုင်းနဲ့ကျမစီကယူသွားပြီးဘာမှဆူတောင်းပေးတာဆူတောင်းပေးတာခံကျင်လို့မဟုတ်ဘူးသူ့ရဲ့ဒီဇိုင်းကာလာကိုပြောပြတာဝစ်ဝစ်ယုံကြီးကိုဝစ်ထားပြီးမှလုံးတဲ့ပုံစံအချိုးမပြေတာကိုပြောပြတာเนาะအားလုံးသိအောင်ဒီမှာဗီဒီယိုလေးကိုကြည့်ပြီးတော့ခရီးပူစရာချက်ကလေးတွေပါနေပါတယ်ရှင်။ဒီကိစ္စလေးကအထင်လွဲစရာကိစ္စပဲဖြစ်စေတကယ်ကိုပဲပေါ့နော်မတမာတဲ့သူပဲဖြစ်စေပေါ့နော်။ကိုယ့်ရဲ့အိမ်တကာကားတွေကိုလုံးချောင်းပိတ်ထားဖို့လိုအပ်ပါတယ်။ဒီဗီဒီယိုလေးကိုအားလုံးသိအောင်လို့ share ပေးကြပါအောင်ရှင်။